မြတ်စွာဘုရားရဲ့လမ်းညွှန်ချက်ကဘာပဲလှုပ်လှုပ်မင်းပေါ်ပေါ်တဏ္ဏလှုပ်နေမအောင်မြင်ဘူးပေါ်ပေါ်တဏ္ဏမလှုပ်နဲ့တလေးတစားလှုပ်ပေါ်ပေါ်တဏ္ဏလှုပ်တဲ့လူတွေကိုနောက်ချန်ထားခဲ့မှာတလေးတစားလှုပ်တဲ့လူကရှေ့ရောက်သွားအပြင်းထူပြီးတော့အိမ်မောကြမနေနဲ့အများတိုးတက်နေတဲ့ခကြီးထဲမှာ ကိုဟာနောက်ကြကြရင်မှပဲဖြစ်တယ်လို့ဆိုလို့စီးပွားလုံးလဲနောက်ကြကြရင်မှပညာသင်လဲနောက်ကြကြရင်အတူကြီးခေါ်လဲနောက်ကြကြရင်အားလုံးကနောက်ကြကြရင်ဒီလိုဆိုလို့ရပါတော့အားရင်မရှိတဲ့မြင်းပိန်ကိုအင်အားကောင်းတဲ့မြင်းကဖြတ်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 နဲ့ကြော်တက်သွားတယ်ချမ်းနေတယ်ဟိုမြင်းကဘလောက်ထိကြံတော့ဆိုရင်နမနဲ့ချိန်လိုက်မယ်ဆိုတော့၃ညထီအောင်ရောက်သွား 0 out ထီအောင်ကြမ်းနေဟိုကတက်သွားပြီအဲ့ဒါလို့ဖြစ်တာเนาะအဲ့ဒီအဓိပ္ပာယ်မျိုးဟာတကယ်ပဲလူတွေဘာလို့လို့အလုံးတွေမြတ်စွာဘုရားလမ်းညွှန်ပြတာတဲ့အဆုံးအမတရားတော်တွေပဲဖြစ်တယ်ပေါ့ဘာလို့လို့ကိုရတဲ့အနေထားတစ်ခုကိုရင်မှုမနေနဲ့သေသေးချာချာသိအောင် တလေးတစားကြိုးကြိုးဆဆလုပ်အသိဉာဏ်နဲ့လုပ် အပြင်းထူပြီးတော့အိမ်မောကြမနေနဲ့ကိုယ်ပဝန်းကျင်မှာဘာတွေဖြစ်နေတယ်ဆိုတာမသိတာဟုတ်ဒီနေရာမှာအိမ်မောကြနေတယ်လို့ခေါ်တာနော်သူများတွေဘလို့ကြီးပွားတိုးတက်နေတယ်ဆိုတာမသိရင်အိမ်မောကြအိမ်အိမ်ပျော်နေတယ်သူကဘာမှမသိဘူးလေဘသူတွေကြီးပွားတိုးတက်နေတယ်ပညာရည်ချင်းဘလို့တိုးတက်နေတယ်ဆိုတာမသိရင်အိမ်မောကြတာ နှိုးချတက်ကြွနေတဲ့ပုဂ္ဂိုလ်တွေကတော့ဂရိပါဖြစ်တယ်နိဗ္ဗာန်ပါဖြစ်တယ်ရှေ့ကိုကြော်ပြီးတော့သိနေကြကိုသွားမဲ့လမ်းကြောင်းလည်းဖြောင်းတန်းအောင်ဖြောင်းရောက်တန်းတန်းသိနေကြနှိုးနှိုးချကြနဲ့အတိညာရှေ့သွားနဲ့ကျိုးစားသွားတဲ့ပုဂ္ဂိုလ်ဟာခုနလိုအပြင်းထူတဲ့ပုဂ္ဂိုလ်တွေကိုလည်းနောက်ချထားနောက်ချန်ထားခဲ့မှာဖြစ်တယ်မေးလျော့ပြီးတော့ရှင်မှုနေတဲ့ပုဂ္ဂိုလ်တွေကိုလည်း နောက်ခြံထားခဲ့မှာ ဖြစ်တယ်။ပိန်နေတဲ့အာမရှိတဲ့မြင်းကိုလျင်မြန်ဖြတ်လက်တဲ့မြင်းဟာဖြတ်ကျော်သွားသလိုမိုင်ပေါင်းများစွာ နောက်ခြံရင်မှာ ဖြစ်တယ်။ဟောဒီသဘောပြောတယ်နော်။နိဗ္ဗာန်သွားတယ်ဆိုလည်းပဲဒီပုံစံပဲ။တန်တေဟောကလွတ်ဖို့ကြိုးစားအထောက်ရင်လည်းပဲဒီပုံစံပဲ။အဲ့တော့မြတ်စွာဘုရားရဲ့ဒီအဆုံးအမဟာ လူရန်စားအတီးတီးအတွက်ဆုံးမကျင်တာဖြစ်တယ်အလုံးဟာစီးပွားလုပ်ပြီဆိုရင်ဘာလုပ်လဲပညာသင်တယ်ဆိုရင်ဘယ်လိုလုပ်ရဆိုပါတော့ပညာသင်ပြီဆိုတဲ့အခါမှာသူတကာတွေအပြောပါလိုက်စားနေတဲ့အချိန်မှာကိုကစာအုပ်တွေမြန်မြန်ဖတ်မယ်အသိပညာတွေရအောင်မြန်မြန်မှတ်မယ် ဟိုလူကစားအုပ်ကိုခေါင်းခုအိတ်နေစဉ်ကိုကတင်းက10အုပ်ပြီးသွားပြီဆိုတော့ခေါင်းထဲမှာအသိပညာတွေရောက်လာတယ်ဟိုကတလုံးမှမရောက်သေးဘူးတချို့လည်းစားအုပ်ခေါင်းခုအိတ်ရင်ခေါင်းထဲမှာစားလို့မရဝင်လာမလားအောင်မေ့လားမသိအဲ့ဒါလို့မိမိလျော့လျော့ပညာရေးမှလည်းပဲမကြိုးစားတဲ့ပုဂ္ဂိုလ်နဲ့ကြိုးစားတဲ့ပုဂ္ဂိုလ်ဟာအများကြီးကွာခြားသွားတယ် ခြံပစ်ခဲ့တယ်ကြိုးစားတဲ့သူကဂုံတူးပေါင်းမြောင်များစွာနဲ့ထက်တန်းရောက်သွားပွဲရီဂုံတူးရသွားတယ်စီပွားလုတ်တဲ့အခါမှာလည်းပဲထုတ်တူပဲကြိုးကြိုးစားစားနဲ့အထုတ်ရှာပွေတဲ့ပုံကမကြခင်ပဲစီပွားဥစ္စာတွေတိုးတက်များပြားလာပြီးတော့ရှစ်ကြော်တက်သွားတာ တမမကြိုးစားပဲနဲ့လုံနေတဲ့ပုံကိုယ်ကြီးကနောက်တန်းချန်ရတယ်ဒီလိုဆိုလိုတာเนาะအဲ့တော့နိဗ္ဗာန်သွားမယ်ဆိုလို့ရှိရင်လည်းပဲမိမိလျော်ရော်ပျော်ပါးတွေလိုက်စားပြီးတော့နေတဲ့ပုံကိုယ်မမိမလျော်ကျိုးပန်းအထုတ်ပြီးတော့နေလာညာလာတရားတို့တရားမြတ်ကိုမြှော်မှန်းပြီးတော့နေစင်တဲ့အမြတ် တရားဓမ္မကြိုးစားအထုတ်နေတဲ့ပုဂ္ဂိုလ်ကနိဗ္ဗာန်အရင်ရောက်သွားတာဟောလူကိုတန်တရားတဲ့ခြံခဲ့မှာပဲဖြစ်တယ်ပေါ့တန်တရားတဲ့မှာခြံထားခဲ့မှာပဲဧကမဂုံအာယုန်နေနဲ့တမိတမောနဲ့အိတ်မောကြနေတဲ့ပုဂ္ဂိုလ်ကိုလည်းနုံနုကြကြကြိုးစားနေတဲ့ပုဂ္ဂိုလ်ဟာတန်တရားတဲ့မှာခြံထားခဲ့မှာပဲတန်တရားတဲ့ကလွတ်သွားကြပြီ ကြိုးစားတဲ့ပုဂ္ဂိုလ်တွေဟာရှေ့တန်းရောက်သွားကြတယ်တို့ဒီလိုဆိုတယ်เนาะ